စာချက်တော့မယ်အေးရထားမယ်ဆိုတဲ့အချိန်လေးတခုလုံးတော့မယ်ဆိုရင် mindfulness လေးချိန်ခံလေးလုပ်ပေးတာတတိပဋ္ဌာန်ပေါ့ပါဠိလိုပြောရရင်တတိပဋ္ဌာန်ခြင်းစဉ်ကိုကျင့်တာတတိပဋ္ဌာန်ခြင်းစဉ်ဆိုတာနော်အမျိုးသမီးတွေဆိုလို့ရှိရင်ထဝက်ပလင်လို့ခေါ်တဲ့ဒုတုတ်ထိုင်နေအမျိုးသားတွေဆိုလို့ရှိရင်တင်မြင်ခွေးထိုင်နေတင်မြင်ခွေးထိုင်တဲ့အခါမှာချောင်းချောင်းချီချီတက်တက်တာတာဖြစ်အောင်ထိုင်ရမယ် အခုခေတ်တချို့ကတော့မဟာပလင်ဆိုပြီးတော့ဒုက္ခရောက်အောင်ထိုင်နေကြတာဒါလည်းပဲမှန်ကန်မှုမရှိဘူးခုဒီတရားထိုင်နေဆိုတဲ့အလုပ်တစ်ခုဟာခန္ဓာကိုယ်ကိုညှင်းဆဲဖို့ထိုင်တာမဟုတ်ဘူးစိတ်တည်ငြိမ်အောင်ထားတဲ့သဘောပဲဘာကြောင့်တရားကိုထိုင်ရသလဲလို့ဆိုလို့ရှိရင်အိပ်လိုက်ရင်အိပ်ပျော်သွားမှာလေလှဲပြီးလှုပ်ရင်အိပ်ပျော်သွားလမ်းလျှောက်နေပြန်လို့ရှိရင်လှုပ်ရှားမှုတွေများတယ် ောမတည့်ရနေလို့ရှိရင်လည်းကြာရှည်ထိနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ကြာရှည်လုံးလို့ရအောင် ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးချယ်တာသာဖြစ်တယ်ဒါအဓိကမဟုတ်ဘူးတမာရီကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုရင်ထိုင်ခြင်းဣရိယာပုဒ်တိငြိမ်သက်တယ်အိတ်ချင်းဣရိယာပုဂ္ဂိုလ်ကသူ့ရဲ့ပိုငြိမ်သက်တယ်သို့သောအိတ်ချင်းဣရိယာပုဂ္ဂိုလ်လဲလျောင်းခြင်းဣရိယာပုဂ္ဂိုလ်နဲ့အာထုတ်လိုက်ရင် မကြခင်အိပ်ပျော်သွားမှသူပါ အဲ့ဒါကြောင့်မို့လို့အဲ့ဒီဟာကဝီရိယအားနယ်လွန်အားကြီးသည့်အတွက်ကြောင့်ဝီရိယနဲ့တမာရီမမျှဘူးဆိုပြီးထိုင်တဲ့ဣရိယာပုဂ္ဂိုလ်ယူရထိုင်နေဣရိယာပုဂ္ဂိုလ်ဒီချိုးစားလွန်းတာလည်းမဟုတ်ဘူးဟိုစိန်ခံလွန်းတာလည်းမဟုတ်ဘူးအလယ်လမရှိမှပฏิပ္ပာဣရိယာပုဂ္ဂိုလ်ဖြစ်တယ်ထိုင်နေတာဟာအလယ်လဖြစ်တယ်နော်အိတ်လိုက်လို့ရှိရင်အပြော့သွားမယ်လဲလိုက်ရင်အပြော့သွားမယ်ပတ်တက်ရနေတာတို့လမ်းလျှောက်တာတို့ကြတော့လှုပ်ရှားမှုတွေများနေပြန် အဲ့ဒါကြောင့်မလို့ထိုင်ခြင်းဣရိယာပုဒ်ကိုရွေးတာအကြောင်းသူအကြောင်းနဲ့သူရှိတယ် reasonable ဖြစ်တယ် logical ဖြစ်တယ်တရားထိုင်တယ်ဆိုတာဟာဒါကြောင့်မို့အမျိုးသမီးတွေဆိုလို့ရှိရင်ထက်ဝက်ပလင်ဒါလည်းအကြောင်းရှိတယ်ထက်ဝက်ပလင်ထိုင်ရတယ်အမျိုးသမီးတိုင်းထိုင်တယ်နောက်ပြီးတော့အမျိုးသားတိုင်းထိုင်တယ်ထိုင်ပြီးတဲ့အခါမှာမိမိဘယ်လက်ပုံမှာညာလက်လေးဆင့်တင်ပြီးတော့နော်စေရောကိုရောကို အားလုံးကိုရှော့ချလိုက်ပြီးရှော့ချလိုက်တယ်ဆိုတာဟိုတင်းရှင်းနေမဖြစ်အောင်ခဏရှော့ချလိုက်ပြီးမိမိရဲ့စိတ်ကိုတာသီးဝဘက်ကို focus လုပ်အောင်အဲ့ဒီဘက်ကိုဥလှည့်ထားဥလှည့်ထားပြီးအသက်ကလေးကိုမှန်မှန်ရှူပြီးရှူလက်ရှူနိုင် ရှူသမျှလေလေးဟာနှာသီးပြားလေးမှာထိလိမ့်မယ်အဲ့ဒီထိနေတာထိတဲ့အချိန်လေးကိုပဲထိမှန်းသိတာလေးကိုပဲအာရုံစိုက်ရအောင် စိုက်ထုတ်လိုက်လို့ထိတာရဲ့ရှူသွင်းလိုက်လို့ထိတာရဲ့အဲ့ဒီထိမှုတိမှုဒါလေးတော့ပဲအာယုံစိုက်ပြီးတော့တခြားအာယုံတွေကိုဘေးမရောက်စေဘဲနဲ့လေလေးထိတာလေးကိုပဲလိုက်ပြီးတော့ရွတ်ဆိုစရာမလိုဘူးလိုက်ပြီးရွတ်ဆိုစရာမလိုဘူးစင်စက်မပြတ်တိနေအောင်ကြိုးစားခြင်းဟာ mindfulness လို့ခေါ်တယ်ပေါ့အဲ့ဒီ mindfulness အလုပ်ဟာစာကြည့်တဲ့အခါမှာလည်းများစွာအထောက်အကူဖြစ်မှာဖြစ်တယ် ကျမ်းမာရေးအတွက်လည်းများစွာထောက်ခုဖြစ်မှာဆိုလို့ဒီကနေ့ခေတ်မှာအလုအလုခွင်ဝင်ရမယ်အလုသမားတွေတောင်းပါပဲအနောက်တိုင်းနေမှာခေတ်စားနေတယ် mindfulness ကို7မိနစ်ဖြစ်စေနိုင်ဝယ်ဖြစ်စေလုပ်တယ်ဆိုတာဖြစ်အဲ့ဒီပို့ပြီးတော့လုပ်တဲ့အခါကျ mindfulness based stress reduction ဆိုလူတွေဟာအလုပင်မန်းလို့ stress တွေများလာပြီးစိတ်ဖိစီးမှုတွေများလာပြီးဆိုရင်လည်း နိုင်ဝဲလောက်ဖြစ်စေ15မိနစ်လောက်ဖြစ်စေကိုယ်ရုံးခဲနေမှာဖြစ်စေအလုတ်ခွေမှာဖြစ်စေခိတကနာမျက်စိလေးမိတ်ပြီး mindfulness လေးချိန်ခံလေးလေးချိန်လိုက်မယ်ဆိုရင်အုံနောက်ဟာပြန်ချီသွားပြီစာချက်လို့လည်းပို့ကောင်းသွားမယ်မှတ်ဉာဏ်လေးလည်းပို့ကောင်းသွားဉာဏ်ကောင်းအောင်လုပ်တဲ့နည်းဆိုတာတတိနဲ့တမာတိကိုတိုးအောင်လုပ်တာဟာဉာဏ်ကောင်းရဲ့အကြောင်းပဲတတိတမာတိမရှိရင်ဉာဏ်မဖြစ်ဘူးသူကစာပေကျမ်းကမှာဆိုထားတာ နာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိကင်းတဲ့ပညာဆိုတာမရှိဘူးတတိပါမပညာဖြစ်တယ်အဲ့ဒီ mindfulness ဆိုတာတတိဖြစ်အောင် လေ့ကျင့်တာပဲဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်နော် mindfulness လေ့ကျင့်ကောင်လေ့ကျင့်တဲ့နေပေါ့လေ့ကျင့်ပြီးတော့ mindfulness ကနေပြီးတော့တမာတိဖြစ်အောင်ကျင့်မယ်အဲ့ကျင့်ရင်းကနေပြီးတော့ကိုယ်အုံနောက်အုံနောက်လို့ဆိုပါစို့စိတ်အနေထားတွေဟာ ရှင်လင်းသွားပြီးစိတ်တွေဟာကြည်လင်းလာပြီးဆိုတော့မှစာကျက်မယ်တခုလုံးမယ်ဆိုလို့ရှိအစွမ်းတတ္တိတွေပုံမြင့်ပြမန်းလာလိုက်ပြီးဆိုတာနဲ့တပြိုင်နက် mindfulness လေ့ကျင့်ခန်းလေးကိုထားလုပ်လိုက်ပြီးရင်စာကျက်လိုက်ဆေးတွေတော့မတောင်းနဲ့ဆေးတောင်းရင်စိုက်တဲ့ဖက်ကအမတမ်းမှဆိုးသွားတယ်ရုပ်ကိုကုစားတာဖြစ်တဲ့ဆေးကစိတ်ကိုလှုပ်တာမဟုတ်ဘူးရုပ်ကိုထိရောက်ရုပ်ကိုထိခိုက်သွားတယ်ဆိုလို့ရှိရင်စိတ်ပါလမ်းမှာမဟုတ်ဘူး ဒါကြောင့်မို့မအိတ်ချင်တဲ့ဆေးတွေတောက်ပြီးလှုပ်တာဟာမှားရွံ့တယ်ခန္ဓာကိုယ်ထိခိုက်ပြီးနောက်ဆုံးမှအုံနောက်ပါ ထိခိုက်တော့တယ်ဒါကြောင့်မို့ mindfulness လေးခြင်းကကိုစမ်းသပ်ကြည့်အတိညာဉ်တွေတိုးတက်လာအောင်တတိဆိုတာမွေးမြူရတယ်တမာတိဆိုတာမွေးမြူရတယ်တတိနဲ့တမာတိမွေးမြူပေးခြင်းအပြင်ပညာရည်တွေဟာကိုယ်မှာမြင်မာလာနိုင်တယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့လို့အဲ့ဒီလေးခြင်းကလေးကိုနေတိုင်း လူတိုင်းလူတိုင်းဟာအချိန်မီ7 day ပဲဖြစ်စေစာကြက်လို့ခေါင်းနှောက်လာပြီဆိုရင်လေအဲ့လေးချင်ကန်လေးကိုလှုပ်လိုက်အဲ့ဒါဟာတကယ်ကို mental exercise ပဲ physical exercise ကတစ်မျိုး mental exercise ကတစ်မျိုးဆရာမရခါ physical exercise လုပ်ရတယ်လို့ mental exercise လည်းလုပ်ပေးရအဲ့လိုလုပ်ပြီးမှစိတ်ရောကိုယ်ရောလန်းဆန်းတက်ကြွလာပြီး တတိတွေကောင်းလာပြီဆိုရင်ပညာရေးဟာတိုးတက်လာမှာပဲဒါအဲ့ဒီနည်းနဲ့လေ့ကျင့်တဲ့ပညာရေးတိုးတက်အောင်လေ့ကျင့်တဲ့နည်းပဲအဲ့တော့စိတ်ထဲမှာတခြားအရာတွေကိုမသွင်းမဲနဲ့အမိုက်တရိုက်တွေကိုရှင်းပြတဲ့သဘောပဲ mindfulness လုပ်ပြီးတော့ရှင်းပြလိုက်တာဉာဏ်အားတွေခေါင်းထဲမထည့်ဘူးမထည့်လိုက်တဲ့အခါမှာစိတ်ဟာအေးချမ်းတော့အဲ့ဒီလိုအေးချမ်းမှုဆိုတဲ့စိတ်ကိုအခြေခံပြီးတော့စ조사အထောက်ချင်းပဲဖြစ်